ဘရန်ဖိုးနဲ့ကျွန်တော်နျူကာဆယ်ပွဲပါနျူကာဆယ်အဝေးကနေလည်းပဲ30ရှုံးပေးတယ်နှလုံး100ရှုံးနဲ့ပြန်ကာထားတယ်အဲ့တော့ဒီနှစ်သိန်းရပေးခဲ့တဲ့ယာဒီဒီဘရန်ဖိုးအိမ်ကွင်းမှာပေးခဲ့တဲ့အဝေးဝင်းကြီးကလည်းပဲ90 42နဲ့ဘရန်ဖိုးကအောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိလည်းပဲ30ဆိုတဲ့ပမာဏအရာကဂျေးကဒီနျူကာဆယ်ဘက်ကအောင်နိုင်ချေရှိတယ်ဆိုပေမဲ့အရန်ကြီးသုံးမရတော့တဲ့ ဝင်ရုံးမျိုးတော့မဟုတ်ဘူး Bravo ကဒီရာသီအရန်ကြီးခြေဆွဲနှိမ်နေတဲ့မှာမပါဘူးဒါပေမဲ့အိမ်ခွေးမစိုးလို့ပြောလို့ရတယ်ဒီရာသီရှုံးပွဲတစ်ပွဲပဲရှိတယ် Man City ကို0-1နဲ့ကတ်ရှုံးတာ Man U 3-6နဲ့နိုင်တယ် Liverpool ကို3-2နဲ့နိုင်တယ် Aston Villa ကိုတည်1-1နဲ့ဒီ Chelsea ကို2-2နဲ့ကန်ထားတယ်ဆိုတော့ ဒီเนาะဟိုလက်ရှိအနေအထားအရာက Brentford အိမ်ဝင်ကတော်တော်လေးအဆင်ပြေတဲ့အနေအထားတွေ့ရပါတယ်ဒီထဲမှာ SNV လာနဲ့ Newcastle ကနည်းနည်းလေးကြီးချင်း level ချင်းဟိုရှင်လို့ရတဲ့အနေအထားပေါ့လေအဲ့တော့ဒီဟာဒီအိမ်ဝင်မှာ Brentford အသင်း SNV လာနဲ့တွေ့ဆုံမှုမှာ SNV လာဝေးကွင်းနေ level 50ချုံပေးခဲ့တာကြောင့်အခုပေးတဲ့ level 30ဟာလက်ရှိ Brentford အနေနဲ့တိတ်ကြောက်စရာမရှိဘူးလို့ကျွန်တော်ကတော့ယူဆတယ်ဒါကတော့360ပေါင်းနဲ့ရှင်ကြည့်ရရင်လေ Brentford အနေနဲ့900နဲ့ chance ကများနေတယ်เนาะအဲ့တော့ Newcastle ကိုပြန်ကြည့်ရရင်တော့သူတို့ ကားရဖောင်အရာဝူရမန်နီတို့အုပ်စုကရလက်ကောင်းတယ်ဆိုပေမဲ့အများစုကအိမ်ခွင်းမှာနိုင်တာဖြစ်နေတယ်။ဘီဘာကို2စီး အိမ်ဝင်းမှာဖြစ်ပါတယ်စပောက်2စီအိမ်ဝင်း F1 ကို2စီအဲ F1 21ဘန်ဖီကာကို3စီအိမ်ဝင်းနေနိုင်တာအဝေးကွင်းကိုပြန်ကြည့်လိုက်ရင်တိတ်ရလမကောင်းဘူး Union Saint Gilloisy ကလွဲလို့ဒီရာဒီအဝေးကွင်းတပွဲမှမနိုင်ထားသေးဘူး Premier League အဝေးကွင်းနိုင်ပွဲလုံးဝမရှိထားသေးဘူးအဲ့ဒီမှာမှာ SM Villa လို့အသင်းကိုအိမ်ဝင်းမှာ ZZ Leeds အိမ်ဝင်းမှာ ZZ ဖြစ်တဲ့အတွက်လက်ရှိအနေအထားအရာက Brentford လို့အသင်းအိမ်ဝင်းမှာတိတ်တော့လွယ်မဲတော့မတင်ဘူးနောက်တစ်ချက်ကလက်ရှိเนาะညံ့ပါတယ်ဆိုရဲဝက်ဆန်အိမ်ခွင်းမှာနောက်ဆုံးပွဲမှာ3-2နဲ့เนาะ5ပြည့်ချီပဲရှုံးခဲ့တဲ့အနေအထားမှာ ် Bravo ကျွန်တော်အထင်တော့တကူရနိုင်မယ်လို့ယူဆတယ်เนาะဒါကြောင့် Bravo အနေနဲ့အရှုံးမရှိနိုင်ဘူးလို့ယူဆတာကြောင့်ကျွန်တော်ဒီလိုတော့ Bravo body ကြိုက်ပါတယ် Bravo body ရွေးရင်မရွေးချင်တာပါ